်မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးတပုတ်အနေနဲ့ နာမကရှော့တိုက်တုံးပြစ်ခတ်ခံရပြီးတိုက်ပွဲဖြစ်ကစစ်တပ်ဘက်မှ3တေဆုံးတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ ERI တိုင်မုံရမျိုးအခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခါကိုအင်ပီလာ23ရက်ညတကောင်ကရှော့တိုက်တုံးနဲ့ပြစ်ခတ်ခံရပြီးရဲ့နောက်နေမှာခိုတန်းချင်းရွာဘက်ကိုတမခွန်ကိုစစ်ကြောင်းထိုးလာမှုကြောင့်တိုက်ပွဲဖြစ်ပွားခဲ့ရာစစ်ကောင်စီတပ်ဖွဲ့ဝင်3တေဆုံးခဲ့ကြောင်းစစ်ရေးတရင်ရင့်မြစ်တွေစီရသိရပါရယ်။ ညာပိုင်းစနစ်လောက်မှာနာမခရဲကနေပောက်ကွဲတန်နေကြရတဲ့ရှော့တိုက်တုံကြတာကအဆံပေါ်ကိုကြတာလို့တော့သိရတယ်လို့ဒေသခံစင်ရင်တင်အရင်မြေတောင်ကဆိုပါတယ်။အင်အား40ခန်းနဲ့စစ်ကြောင်းထိုးလာပြီးရဲ့နောက်ကိုတန်းချင်းရွာနီရောက်ရှိချိန်မှာတော်လိုင်းအင်အားစုရင်းနဲ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကြောင်းမှာစစ်သားတအုပ်ထောက်ပေါ်နောက်တည်ဆုံခဲ့ကြောင်းတော်လိုင်းအင်အားစုရင်းဘက်မှထိခိုက်ကြဆုံမှုမရှိတော့လဲကိုတန်းချင်းရွာမှာဒေသခံတအုပ်ကို PDF တပ်ဖွဲ့ဝင်လို့ဆိုကဖမ်းဆီးထားကြောင်းသိရပါတယ်။အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခကိုရှော့တိုက်တုံနဲ့ပြစ်ခတ်မှုကိုမြေတီဖွဲ့စင်းကလှုပ်ဆောင်နေဆိုရ ကိုမသိရသေးသလိုတည်ဆုံးသူတွေနဲ့ပတ်သက်ပြီးတော့လည်းတီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူးဒီကနေ့မှလည်းမုံရွာနာမခအတွင်မှဘူးတလင်မြို့နယ်ဘက်ကိုလက်နက်ကြီးများပစ်ခတ်နေသလိုစက်တန်လေးဒီပါရာမော်တာတွေနဲ့ပုံတီးခြားတိုက်ခိုက်မှုတွေပြုလုပ်နေကြောင်းသိရပါတယ်နောက်ထပ်တပုံးနေနဲ့ငလင်ဘေးတင်ပြည်သူ၄000ကျော်ယာယီအမိုးကာတွေနဲ့နေထိုင်နေရတဲ့အကြောင်းတင်ဆက်ပေးပါမယ်မြန်မာမှာငလင်လောက်ခတ်ခဲ့တာတလကြာမြင့်ခဲ့တဲ့အထိလူပေါင်း၄000ကျော်ယာယီတဲတွေနဲ့တခြားယာယီကိုလုံးနေရာတွေမှာနေထိုင်နေကြတယ်လို့စစ်တပ်ချေတန်ဖွဲ့ကပြောကြားခဲ့ပါတယ်နောက်ဆက်တွင်ငလင်နေကြ လည်းနေအိမ်တွေမှာပြန်လည်နေထိုင်ဖို့နဲ့နေအိမ်တွေပြင်ဆင်ဖို့မဖြစ်နိုင်သေးဘူးလို့ဆိုပါတယ်။အမျိုးသမီးနဲ့ကလေးပါဝင်လူနဲ့သိန်းကန်အိုးအိမ်ဆုံးခွာခဲ့ရပြီး၄200ကန်ဟာပြင်းထန်တဲ့ရာသီဥတုဒဏ်ခံနိုင်မရှိတဲ့အမိုးကာရီနဲ့ဆောက်လုပ်ထားတဲ့ယာယီခိုလုံရာနေရ145ခုမှနေထိုင်နေကြတယ်လို့ဆိုပါတယ်။ လူအများစုကရှင်နဲ့ချိန်ချောင်းဖြစ်တဲ့ဝမ်ပြက်ဝမ်ရှော့သွေးလွန်တော်ကွင်းနဲ့အရှိပြားရောဂါတွေကိုထိန်းချုပ်နိုင်တဲ့တောက်သုံးရည်တန်ရရှိဖို့ခက်ခဲနေရလို့ပြောပါတယ်။နေစဉ်နောက်ဆက်တွင်ငနေတွင်လှုပ်ခတ်နေတာကြောင့်လည်းမိုးရသည်မတိုင်မီနေအိမ်တွေပြန်လည်ပြင်ဆင်တိစောက်နိုင်ခြင်းမရှိမှကိုစိုးရင်မှုတွေမြင့်တက်လင်းရတယ်လို့ဆိုပါတယ်။အခုလအစောပိုင်းမှာမိုးသည်ထန့်ခဲ့တာကြောင့်မန္တလေးမြို့အနီးတစ်ဝိုက်ကငလင်တင်မိသားစုတွေအတွက်ထူထောင်ထားတဲ့ယာယီစကန်ရှိကြီးနှမြုပ်ခဲ့တယ်လို့ဆိုပါတယ်။မြန်မာကလေးတွေအတွက်အိမ်မက်ဆိုကလွတ်မြောက်ဖို့အလန်းဝင်းနေပါသေးတယ်။ကလေးငယ်များပြ ြဟာယာယီမိုးကာရီမှာနေထိုင်နေရပါတယ်။မိုးမကြခင်စာတင်ကျောင်းတွေပါဝင်အရေးကြီးအဆောင်တွေကိုဘယ်လိုပြုပြင်မလဲဆိုတာကလည်းပြည်သူလူထုကစိုးရိမ်နေပါတယ်။ဒုက္ခရောက်နေနေပြီးသားပြည်သူတွေကမိုးရာသီမှာပိုပြီးအခက်အခဲတွေကြုံရနေနိုင်လို့စစ်တပ်ခြေတံအဖွဲ့အာရှဒေသဆိုင်ရာခိတညွန်ကြားရေးမှူးဂျယ်ရမီစတုန်နာကပြောပါတယ်။ နောက်ထပ်တပုံးနီနဲ့အပြည့်ရက်သုံးပတ်တွင်ရခိုင်မှာအကျင်ရင်400ကျော်တိုက်ခိုက်ခံရကြောင်းအင်းပြောတဲ့ကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီကငလင်ကြောင်းပထမကျင်းအပြည့်ရက်ဆဲခဲ့တဲ့အပြည့်လာ2ရက်နေ့ကနေ22ရက်တွင်ရခိုင်ပြည်နယ်မှာစစ်ရေးတိုက်ခိုက်မှု409ကျင်းအထိလှုပ်ဆောင်ခဲ့တယ်လို့အရခတက်တော်အင်းရဲ့သုတေသနဖွင့်ဖြစ်တဲ့ Humanitarian and Development Coordination Office HDCO ကဧပြီလ23ရက်နေ့ကထုတ်ပြန်မာတဲ့စစ်ကောင်စီကကြောက်ပြူတန်ကုန်းကြောက်တော့စစ်တွေနဲ့ပေါတော်မျိုးနယ်ရီမှာဇက်တိုင်လင်းရင် drone စက်တန်လေးဒီရေတပ်တင်ပေါ်နဲ့လက်နက်ကြီးစရာရီနဲ့တိုက်ခိုက်နေရလို့ဆိုပါတယ်ဒီတိုက်ခိုက်မှုအတွင်းရက်သားလေးဦးတည်ဆောင်ပြီးအသက်9နှစ်ကနေ14နှစ်ကြားကလေး9ဦးပါဝင် 28ဦးတန်ရာရခဲ့သလိုအိမ်20တလုံးဆိုင်၂ဆိုင်နဲ့ဘာသာရေးအဆောင်တလုံးပြန်စီသွားတယ်လို့လည်းထုတ်ပြန်ကြမှာပါရှိပါတယ်။မြန်မာနိုင်ငံမှာမလ28ရက်ကလောက်ခတ်ခဲ့တဲ့ငလင်ကြောင်းကင်စင်လုပ်ငန်းတွေလှုပ်ဆောင်ဖို့ဆိုပြီးစကောင်းစင်ကအေဘီလာ2ရက်နေ့ကနေ22ရက်နေ့ထိနိုင်ငံတော်ရာယီပြကတ်ရစဲကြောင်းကြီးညာခဲ့သလိုအေဘီ3ရက်နေ့ကနေ30ရက်နေ့ထိနောက်ထပ်တစ်ပတ်သက်တမ်းတိုးခဲ့တာပါ။တရင်းဌာနကပြုစုထားတဲ့စည်းရင်းညပထမအပြည့်ရကြီးညာခဲ့တဲ့အချိန်3ပတ်အတွင်းမှာနိုင်ငံတော်စကောင်းစင်ကပုံကျဲတိုက်ခိုက်မှုနဲ့လက်နက်ကြီးပြကတ်မှုတွေ ကြောင်းအရတား160တန်းဦးသေဆုံးပြီးနောက်ထပ်269ဦးဒဏ်ရာရခဲ့ပါတယ်။ဒီတိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့မေးမြန်းနိုင်ဖို့စစ်ကောင်စီပြောခွင့်ရသူဗိုလ်ချုပ်စောမင်းထွန်းကိုတရင်ဌာနကဆက်သွယ်ခဲ့ပြီးမြေဖုန်းလက်ခံဖြင်းဆိုတာမျိုးမရှိပါဘူး။အာရခတ်တက်တော်အင်းရဲ့ HTC ကိုအဖွဲ့ကတော့အပြင်းရကာလာတွင်စစ်ကောင်စီရဲ့တိုက်ခိုက်မှုတွေကနိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေကိုပြောင်ပြောင်တင်းတင်းချိုးပေါက်တဲ့လှုပ်ဆောင်ချက်ဖြစ်တယ်လို့ AB လ23ရက်နေ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ဆလတ်ပြီးမင်္ဂလာတောင်လေးစိတ်ရေကင်ကိုအဝေးထိန်မိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရန်ကုန်မြို့မင်္ဂလာတောင်လေးစိတ်ရေကင်ကိုအဝေးထိန်မိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းဒရက်ရှယ်တို့တပ်ဖွဲ့မှတာဝန်ရှိသူတောက်ကသတင်းဌာနကိုပြောပါရယ်။ AP လ24ရက်နေ့ည9:00မိနစ်50ခန့်မှာမင်္ဂလာတောင်မြို့နယ်ကြံကင်းစုရက်ကွယ်လေးစိတ်လမ်းသွဲရှိရန်ကင်ကိုရန်ကုန်မြို့ပျောက်ကြားရေးဘော်တွေကအဝေးထိန်မိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ကြောင်းသိရပါရယ်။အဆိုပါရေကင်ကပြည်သူများကိုနေ့စဉ်နဲ့များဒုက္ခပေးနေတဲ့စစ်သားနဲ့ရှယ်များရှိနေလို့ဒရက်ရှယ်တို့ တပ်ဖွဲ့ရင် drug share တို့တပ်ဖွဲ့ရင်မျိုးပြပြောင်ကြားရဲဘော်တွေကတိုက်ခိုက်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံစစ်သားရဲနဲ့တောက်တိုင်များကိုရာရာနေရာမှာတိုက်ခိုက်သွားမှာဖြစ်ပြီးဆက်လက်တိုက်ခိုက်ဖို့ပြစ်မှတ်တွင်လည်းရှိကြောင်း drug share တို့ဖွဲ့မှတာဝန်ရှိသူတောက်ကပြောပါတယ်။ပြည်သူများအနေနဲ့အကြမ်းဖက်စစ်ကောင်စီနဲ့ပတ်သက်တဲ့နေရာများစစ်ကောင်စီလက်အောက်ခံရဲစစ်သားနဲ့ပြူစောတိများအရဲဝတ်စစ်သားများစုဝေးရာနေရာတွေကိုတောင်းရောက်ခြင်းမပြုလုပ်ဖို့နဲ့ဝေးဝေးမှရှောင်ရှားသွားလာပြီးကြဖို့မြစ်တာရခံထားပါတယ်။ နောက်ထပ်တစ်ပုတ်အနေနဲ့နှထိုးကြီးမြို့နယ်မှာ gas pipeline မှာအထိုင်ချတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်သားတွေကို80မမလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်မှုစစ်တပ်ပမာ3ဦးပြင်းထန်ဒဏ်ရာရတဲ့ကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းနှထိုးကြီးမြို့နယ်မှာ gas pipeline မှာအထိုင်ချတပ်ဆွဲထားတဲ့ဂျမ်ဘတ်စစ်ကောင်စီတပ်သားတွေကို80မမလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ရာစစ်တပ်ပမာ3ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းနှထိုးကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူတောင်ကပြောကြားခဲ့ပါတယ်။ AP လ24ရက်နေ့ညနေ9:30ခန်းမှာနှထိုးကြီးမြို့နယ်ထန်းစင်ရွာရှိပတ်ရှင် င်း gas pipeline မှာအထိုင်ချတက်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတော်လိုင်းတပ်ဖွဲ့တွေကတွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။အဲဒီစက်ကောင်စီတပ်သားတွေကိုတော်လိုင်းရေပေါ်တွေက80မမလက်နက်ကြီး၅လုံးပရင်တလုံးတို့နဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီးစစ်သားများတပ်ဆွဲထားတဲ့အဆောင်ပေါ်တန်လုံးကြာရောက်ပောက်ကွဲပြီးစက်ကောင်စီတပ်သားတောင်းဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။အဓိကကတော့ ပြည်သူတွေကိုပဲပြောချင်တာပါစစ်ခွေးတွေကတင်ရဲပေါ်ကြောင့်ပြီးမဆိုင်တဲ့နေရာတွေကိုလေးချောင်းကတမျိုးဟောင်ဝင်းစာနဲ့တမျိုးပြည်သူများကိုရွေရွေချက်ရှိရှိတိုက်ခိုက်နေတာဖြစ်လို့တတိဝရိယနဲ့ပြည်သူတွေသွာလာနေထိုင်ကြဖို့တိုက်တွန်းချင်ပါတယ်လေးချောင်းအန်ရဲကိုရောခရူးဆိုင်နေထိုင်ကြဖို့တိုက်တွန်းချင်ပါတယ်လို့နထိုးကြီးမြို့နယ်ပြည်သူကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူတောင်ကပြောကြားခဲ့ကြောင်းသတင်းမှာဖော်ပြပါရှိပါတယ်ရှင် စစ်မှုထမ်းတပ်သားများနှစ်နှစ်ထပ်ပုံမတော်ဝင်ထမ်းဆောင်ရမယ်လို့စစ်တပ်အတွင်းအသိပေးတဲ့ကြောင်းတင်ဆက်ပေးပါမယ်။နှစ်နှစ်ပြည့်စစ်မှုထမ်းတပ်သားတွေကိုအကြက်ရတူများပေးမှဖြစ်ပြီးပွဲရဆိုရင်ပိုတင်တဲ့တက်ခွင့်ပေးမယ်လို့မလုံးပေးချင်ရလို့သိရပါတယ်။စစ်အာဏာသိမ်းမှုကြောင့်ရေးပေါ်အခြေအနေကြီးညာထားလို့စစ်မှုထမ်းတပ်သားများအနေနဲ့နှစ်နှစ်ထပ်ပုံမတော်ဝင်ထမ်းဆောင်ရမယ်လို့တပ်အတွင်းအသိပေးမှုတွေလှုံ့ဆော်လာကြောင်းစစ်မှုထမ်းတပ်အတိုင်းဝိုင်းတွေကသတင်းဌာနကိုပြောပါရယ်၂024ခုနှစ်မေလမှာစစ်မှုထမ်းပတ်စင်တက်ရောက်ခဲ့ပြီးရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်းမှာတောင်ဝင်ချတင် ခံထားရတဲ့စစ်မှုရန်တပ်သားတချို့ကိုစစ်ကောင်စီတပ်မှတရင်မှုတွေကနိုင်ငံတော်ဟာလက်ရှိမှာရေပေါ်ခြေနေကြညာထားကြောင်းပုံမှန်အားဖြင့်စစ်မှုရန်ဥပဒေအရပြည်သူစစ်မှုရန်တပ်သားများအနေနဲ့နနစ်တာဝန်ထမ်းဆောင်ပြီးရင်စစ်မှုရန်တာဝန်ပြီးဆုံးမှဖြစ်တော့လဲလက်ရှိမှာနိုင်ငံတော်မှာရေပေါ်ခြေနေကြညာထားတဲ့အတွက်စစ်မှုရန်အမေတပ်တန်းမှာနှစ်နှစ်ထပ်ပုံမှုရှိရလို့အသိပေးလာခြင်းဖြစ်ကြောင်းသိရပါတယ်။ စစ်မှုရန်ပတ်စဉ်တည်ဆင်းတွေကလာမယ့်2026ခုနှစ်မေလမှာစစ်မှုတန်းတပ်တန်းနှစ်နှစ်ကြည်မှာပါပြည်လောင်းဘက်မှာတာဝန်ကြတဲ့စစ်မှုရန်ပတ်စဉ်တည်ဆင်းတနင်္သာတချို့ကိုတော့တင်ရင်မှုတွေကနိုင်ငံတော်ကအရှိပေါ်အခြေအနေကြီးညာထားလို့နှစ်နှစ်ပြည်ရင်လည်းဆက်လက်တာဝန်ထမ်းဆောင်ရနိုင်နေဆိုတာဒါပါအစည်းအဝေးမှာအတည်ပြုတယ်လို့စစ်မှုရန်တနင်္သာပတ်စဉ်တည်ဆင်းတပ်သားတအုပ်ရဲ့မိခင်ဖြစ်သူကပြောပါတယ်ဒါအပြင်စစ်မှုရန်တပ်သားတွေအနေနဲ့စစ်မှုရန်တပ်တန်းနှစ်နှစ်ပြည်ပါကဆက်လက်တာဝန်ထမ်းဆောင်ရင်ဒုတက်ချက်တက်ချက်နဲ့တက်ချက်ကြီးရလူတွေကိုပေးအပ်မှာဖြစ်ပြီးပွဲရများဆိုရင်အလုပ် င်ပိုတင်နှန်းတွေကိုရှောက်ထားနိုင်ဖို့ထောက်ခံပေးမှာဖြစ်ကြောင်းအခြေခံပညာထက်တန်းကြောင့်ပြီးဆုံးထားသူတွေကိုလည်းပညာသည်တက်ကြွကြီးတင်နှန်းကြောင့်များကိုတက်ရောက်နိုင်ရေးထောက်ခံစီစဉ်ပေးမယ်လို့မလုံပေးလာကြောင်းသိရပါတယ်တက်ထဲမှာကိုရင်းရာဇဝင်ပြည်တော်ဘွဲရနဲ့တက္ကသိုလ်ဝန်ထမ်းအောင်တွေဆိုရင်စစ်မှုရနှစ်နှစ်ပြည့်ပြီးတာနဲ့ပိုတင်နှန်းတွေနဲ့အလုတ်တင်ပိုတင်နှန်းတွေတက်ခွင့်ပြီးမယ်အလေရန်နဲ့အထက်တန်းအောင်တွေကိုတော့တက်ကြွကြီးပညာသည်တင်နှန်းကြောင့်တွေကိုတက်ခွင့်ပြီးမယ်တက်ကြွကြီးစီရင်ဖြစ်သွားလို့ရှိရင်နိုင်ငံသားမှာစစ်တမ်းမှုတွေနဲ့လိုက်ပါတာဝန်ထမ်းဆောင်မယ်ဆိုပြီးတင်နှန်းကြောင့်အုပ် ချုပ်သူတွေကပြောပါရစ်စစ်တပ်ထင်မှာတလန်တင်အများကြီးလို့ပြောတယ်။သူတို့ပြောတဲ့ပုံစံရတော့စစ်မှုထမ်းနှစ်နှစ်ပြည့်ပြီလဲထွက်လို့ရမယ့်ပုံမရှိဘူးလို့ဟိုပုံမျိုးတက်မတော်ကူပြနာနဲ့နီးပညာသိပ္ပံမှာစစ်မှုထမ်းတင်တန်းခုနှစ်ဆင်တသားတအုပ်ကပြောပြခဲ့ပါရစ်။အကြံဖက်စစ်ကောင်စီကထုတ်ပြန်ထားတဲ့ပြည်သူစစ်မှုထမ်းဥပဒေပုံမှ49မှာနိုင်ငံတော်မှာကာကွယ်ရေးနဲ့လုံခြုံရေးအခြေအနေပေါ်ပေါက်လာပါကအရွှေရောက်သူအားလုံးကိုဖြစ်စေတချို့ကိုဖြစ်စေပြည်သူစစ်မှုထမ်းတာဝန်ထမ်းဆောင်ပြည်သူအားလုံးကိုဖြစ်စေအချို့ကိုဖြစ်စေစစ်စည်းရုံးချင်းအမိန့်ထုတ်စဉ်စစ်မှုထမ်းခိုင်မှဖြစ်ကြောင်းပြဋ္ဌာန်းထား ားပါတယ်